်မင်္ဂလာပါခင်ဗျာဆရာကြီးချွေဦးတော်ရေးတာတော့ဝန်ကန်နာလို့အမည်ရတဲ့လုံချင်းဝတ္ထုကိုအပိုင်း၃အနေနဲ့ကျွန်တော်ကိုရှိတာမှာဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာအပိုင်း၃အခန်းကထိုနေ့မှစ၍မောင်တန်းတန်ဒီမောင်အုံးမောင်ဆက်ယုံတို့တွားချိန်၌နေတိုင်းလိုလိုပင်ခင်မကြီးတို့အိမ်တို့တွားရောက်လက်ပတ်ပြီးလျင်ကလေးအတွက်စားစရာကစားစရာများမှအစား တောက်တုံးမိဝဲရန်စေဝါတို့ကိုလည်းယူဆောင်ခဲ့လေရှိပြီထိုကလေးမှလည်းအစိုးရောကဆွဲတည်ဖြစ်၍တနေ့တရှာကြုံလီဖြောတော့လည်းရရှိနေလေရာခင်မကြီးမမူကလေးကိုအလင်းကယူမဆိုင်ပဲမောင်တန်းနံလာသည့်အခါတို့၌မိမိကိုယ်ကိုမောမှန်ချက်လဲရေးတို့တာလျင်အထူးဝရိယစိုက်ထုတ်လျက်ရှိလေရင်းကဲ့သို့လက်ပတ်သည့်အခါတို့၌နှစ်ဦးတွေ့ဆုံစကားပြောဆိုကြရာတွင် မောင်တန်းနန်ကအနှဲငယ်သော စကားတို့ကိုသာပြောဆိုရလျက်ခင်မကြီးကတာလျင်ရေလာမြောင်းပေးစကားတို့ကို အတွင်ရှေ့ခင်းပေးနေလေ၏တို့ပါတော့လေမောင်တန်းနန်သည်မိမိရည်ရွယ်ထားချက်အတိုင်းအချိန်မတိုင်သေးသည်ဖြစ်သောကြောင့်လူပိန်းလူအကဲ့သို့စကားအသွာလာကိုနားမလည်အောင်ပြုပြီးလည်ရင်တိမ့်ဖယ်ရှောင်ရှားလျက်သာရှိနေလေ၏တနေ့တော့မောင်တန်းနန်သည်နန်းနဲ့အိယာမထခါစားအချိန်အခါတွင် လူတယောက်ဒီစားရဆောင်ကိုလာရောက်ပေးရ၎င်းစာမှာခလေးမနှဲဖြစ်နေ၍အမြန်လာစေလိုပါသည်ဖိုးဖိုးကြီးကိုလည်းခဏခဏမေးလျက်ရှိနေသည်ခင်များကြီးစာကိုဖတ်ပြီးနေတဲ့တပြိုင်နက်မောင်တန်းတန်ဒီအဝေးအစားများလှင်မြန်းစွာလဲလှယ်၍အစီကံနှင့်အတူ မော်တော်ကားနှင့်ထွက်လာခဲ့ရာအိမ်သို့ရောက်လေလျင်သူငယ်၏အခန်းမှထွက်လာခဲ့သောဆရာဝန်နှင့်တွေ့၍ ူငယ်မိခဲတို့နေသေးကိုမေးမြန်းရာဆရာဝန်ကနေရလာရင်တနာ ਈ လောက်ပါပဲခမ ्या ကိုမေးနေတယ်တွားလိုက်ပါဟုပြောသည်နိအခန်းတွင်သို့ခြေပြားထောက်ခါဝင်သွားလေ၏အခန်းတွင်သို့ရောက်လေလျင်ခင်မကြီးလည်းခါတိုင်းကဲ့သို့ပင်တင့်တယ်စွာဝတ်ဆင်လျက်သူငယ်၏ကတိန်အနေကလတိုင်းတစ်ခုပေါ်တွင်ဟန်ပါပါထိုင်နေပြီးလျင်သူငယ်အားစောင့်လျက်ကြည့်နေရာသူငယ်သည်အပြင်းအထန်မောဟ၍နေရာမှာ မောင်တန်းတန်းကိုမြင်တယ်နိဟောနော်နော်ဖဖိုးကြီးလာပြီနော်ကမျောနေတာဖဖိုးကြီးရဲ့မပြန်နဲ့နော်နော်နဲ့နေနော်ဖဖိုးကြီးဟုပြောလေလည်းရင် မောင်တန်းတန်းလည်းခင်မကြီးကိုအခန်းပြင်သို့ထွက်ရန်မျက်ရည်ပြလိုက်တယ်နိခင်မကြီးလည်းဝဲကျုပ်ပြီးဟုအောင်းမေးသည့်လက္ခဏာဖြင့်အပြင်သို့ထွက်သွားလေ၏ခင်မကြီးထွက်သွားလေရင် မောင်တန်းတန်နေအယိုးနဲ့အရေမြကြံအောင်ကြုံလီလျက်ရှိတော်သူငယ်ဤလက်ကလေးကိုကျင်းသာသွားယူရသွားကိုင်းလျက်နှဖူးကိုနမ်းချုပ်လိုက်ပြီးနောက်မောဟတနာလူကလေးရဲ့မောတယ်ဖို့ဖို့ရဲ့မောပြီမဲ့ဖို့ဖို့ကြီးရှိတော်နော်နော်အမောပြပါတယ်ဖို့ဖို့ကြီးမပြန်နဲ့နော်မပြန်ပါဘူးလူကလေးရဲ့ ဖိုးဖိုးကြီးလူကလေးအနာကဘယ်တော့မှမခွာပါဘူးကွာ။အိုးဝမ်းသာလိုက်တာဖိုးဖိုးကြီးရဲ့။မောလိုက်တာဗျာ။နော်နော်ကိုပွေထားစားမှလားဖိုးဖိုးကြီး။ဟုတ်ပြောလေလည်းရင်။မောင်တန်းတန်ဒီသူငယ်ကိုဖြင်းချင်းစွာချီယူလိုက်ပြီးနောက်ရင်နှင့်ကပ်၍ပွေထားလေ၏။နော်နော်မမောပါဘူးဖိုးဖိုးကြီး။နေပါအောင်ဖိုးဖိုးကြီးရဲ့။ နော်တို့ဖေဖေတေးပြီဆိုတေးတယ်ဆိုတာဘယ်ကိုသွားရတာလဲဖိုးဖိုးကြီးရဲ့အေးကွယ်ကောင်းတဲ့သူတေးရင်တော့နှက်ပြီသွားရတယ်လူကလေးရဲ့ဟာဒါဖြင့်ဒါဖြင့်နော်နော်တို့ဖေဖေအာကြီးကောင်းတာပဲနှက်ပြီသွားမှာပေါ့နော်နော်နော်တေးရင်ကောနော်နော်ဘယ်ကိုသွားရမှာလဲဟင် တိတ်ကွယ်လူကလေးကတော့ဘာမှမကောင်းတာမလုပ်ဘူးလေအဲ့ဒီတော့ဩနော်လေးတရွတရွစိတ်တောင်တော့တော့မတတ်ဘူးဗျဒါဖြင့်လူကလေးတင်ရင်နတ်ပြည်ကိုတွားရမှာပဲအမှန်ပဲလူကလေးအာဟန်ဟန်ကြပြီဖို့ဖို့ကြီးတော့တော်တို့ဖေဖေနဲ့တွေ့ရမှာအိုးတေချင်တေပစီလေး တော့တော့မကြောက်တော့ဘူးထွားခါမောင်တက်နံလေမျက်ရည်တွင်တွင်ကြလည်ရဲ့လက်ကင်မွားဖြင့်တုတ်လည်ရဲ့အိုးလူကလေးလူကလေးမတည်သေးပါဘူးတားကလေးရဲ့ဟင်တားတဲ့တော့တော့ကိုမြေးလို့ခေါ်ရမှလေဖို့ဖို့ကြီးရဲ့အေးကွယ်ဖို့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 ကြီးရောင်သွားလို့ပါတားကလေးရဲ့အော်မြေးရဲ့ ငါမြေမတရားဘူးမြေရဲ့နော်ငါမြေမတရားဘူးတော်တော်ပြီဖို့ဖို့ကြီးနော်နော်တည်တော့မယ်ဒီမှာနေရတာဘာမှမကောင်းဘူးမမေကလည်းအင်မတန်ထိတ်ခေါက်တယ်ရိုက်လဲရိုက်တယ်ဖဖြစ်စီနော်လိုက်သွားတော့မယ်ဖို့ဖို့ကြီးအဲဖို့ဖို့ကြီးနေဝင်သွားပြီလားဟင်အာလူကလေးอ่ะ မနဲ့အစောကြီးပဲရှိပါသေးတယ်လူကလေးရာဒါဒါဖြင့်ဘာလို့အပေါင်သွားပါလဲဖိုးဖိုးကြီးရာဟုတ်ပြောလေလည်းရင်ခလေးအသက်ထွက်ခါလို့နေဖြစ်၍မျက်စိများပြာသွားပြီလည်းရင်မှောင်မိုက်သွားသည်ဟုထင်မှတ်ရကြောင်းကိုသိသည်နည်းရင်တွင်၌အောင်းအီး၍မရနိုင်အောင်လှိုင်းတဘိုးကြီးထားပြီလည်းရင်ရှာကြီးငင်ကြီးနှင့်ငိုယိုလိုက်လေရာဖိုးဖိုးကြီးဖိုးဖိုးကြီးဘာဘာဖြစ်လို့ငိုရတာလဲ မငိုပါဘူးဗျာ။အိုးငိုသားနဲ့ငိုဘူးတဲ့။နော်နဲ့မြမြလိုက်ခဲ့နော်။ဖဖစီနော်သွားတော့မယ်ဖဖကြီး။ဖဖဖဖဟိုးရေရွရင်တခြားနှစ်ခြားမြားခြိုက်ပြီးလည်းရင်သူငယ်ဒီမောင်တန်နိုင်လက်ပေါ်တွင်အတက်ကုံ၍တွားလေ၏။မောင်တန်နိုင် မိမိမှာဖခင်ဖြစ်ပါလျက်နဲ့ဖခင်ဖြစ်ကြောင်းကိုမှဖွင့်ဟ၍မပြောလိုက်ရသည်ဖြစ်၍တဲဟုပြတ်မတဲ့လှိုင်လဲပူဆွေးလျက်ခလေးအလောင်းကိုအားရအောင်ဖန်နန်းနန်းရှုံပြီးမှကရေပေါ်၌တင်ခဲ့ပြီးမျက်ရည်များကိုတုတ်လိမ့်လျက်အခန်းပြင်သို့ထွက်ခဲ့လေ၏။အဲကန်ခန်းတို့ရောက်လျင်ခင်မကြီးနှင့်ဆရာဝန်ကြီးတို့အားအကျိုးအကြောင်းကိုပြောပြလျာဆရာဝန်လည်းအိမ်ပေါ်မှစဉ်းစား၍ ခင်မကြီးမှာတုံငယ်ကြီးအခန်းတို့ဝင်သွားလေ၏မောင်တန်းနံလည်းခင်မကြီးနောက်မှလိုက်သွားလေရာခင်မကြီးသည်တုံငယ်ကြီးကဒင်းအနီးမှရက်လျက်မျက်ရည်တစ်ဆက်နှစ်ဆက်ကိုတုတ်လိမ့်လျက်ရှိနေစဉ်မောင်တန်းနံလည်းခင်မကြီးနောက်မှရက်လျက်အံကျိတ်ခါရှိနေလေ၏၎င်းနောက်နောက်တနေ့၌ပင်လျင် မောင်တန်းနံကအထူးဝရိယစိုက်ထုတ်လျက်တုံငယ်ကြီးအလောင်းကိုဖုတ်ကြည့်တကြွခြင်းကိစ္စကိုဆောင်ရွက်လေ၏ ခန်းချောက်သူငယ်တည်ဆုံးသွားခဲ့သည့်နေ့မှစ၍မောင်တန်းနှံနှင့်ခင်မကြီးအပေါ်၌ရှေးကားထပ်ပင် တိုးတက်ပုံမို့၍ယွန်ချာဆက်ဆုပ်လှတော်လေမိမိကြံရွယ်ချက်အထမမြောက်မီကိုစိုးရင်ရသည်ဖြစ်၍နှစ်ရက်လျင်တစ်ခေါက်သုံးရက်လျင်တစ်ခေါက်ကြာလာရောက်လက်ပတ်လျက်ရှိလေ၏တနေ့တနိုင်မောင်တန်းနှံနှင့်ခင်မကြီးအိမ်သို့ရောက်သောအခါမာလီကလားသည် ဘောဖြိုးကိုရှင်နှချောင်းကိုကင်လိုက်ရဲ့အိမ်ရှိသူဆွဲထုတ်လာသည်ကိုမြင်သည်ဖြင့်အเจ้าကိုမေးမြန်းရာကလာကမာလကီယာမာလကီယာဟုပြောသည်နှင့်ခွေးကိုတေချာစွာကြည့်ရှုလိုက်သည်တွင်နဘေး၌လှန်နှင့်ထိုးထားသောဒဏ်ရာတစ်ခုကို တွေ့ရှိရလေ၏ထိုအခါမောင်တက်နံလည်းအိမ်ပေါ်သို့တက်၍ခင်မကြီးအားခွေး၏တေပုံကိုမေးမြန်းရာကိုအုံးမောင်ချင်းကိုအုံးမောင်ဗောတောင်းပန်လို့ကိုမရဘူး သူ့ကိုကြိုက်လို့တဲ့ဂွင်းကျော်ထောင်ပြီးမှလှန်နဲ့အသေးထိုးတက်လိုက်တယ်ရှင်ဟိုမတုံမလို့ပြောဆိုလေလေရင်မောင်တန်းတန်လည်းတခြားတစ်ဖက်သို့လှည့်၍နှုတ်ခမ်းကိုကြိုက်ခါစကားမပြောပဲရှိနေလေဤထိုနေ့၌မောင်တန်းတန်သည်ထိုအိမ်၌ခါတိုင်းကဲ့သို့ကြာချေစွာမနေပဲမော်တော်ကားနှင့်ပြန်လာခဲ့ရာလမ်းခရီးတွင်ရက်ဆက်ကြပါပြီကွယ်ရက်ဆက်မဲ့ရက်ဆက်ရင်လေ ဒီလောက်ကြွကြွလွတ်လွတ်ရက်ဆက်တာပဲကောင်းတယ်။ตาကလေးကိုလည်းဒင်းဂယုမဆိုင်တာနဲ့တေရှာပြီ။ဘောဖြူကိုလည်းဒင်းလင်ငယ်ကတက်ပြက်လိုက်ပြန်ပြီ။ကောင်းတယ်လေ။ဒါမှကောင်းတယ်။နှုတ်မို့ဒင်းကလေးကိုမျက်နာထောက်နေရလေအောင်မယ်။အခုတော့ဘယ်သူမျက်နာကိုမှထောက်ထားเสียမှာရှိတော့ဘူး။ငါအကြံကိုမြန်မြန်အောင်မြင်အောင်လုပ်ဖို့ပဲရှိတော့တာပဲနင်းနေကြအောင်မင်းတို့ နင်းနေကြအောင်မကွာစသဖြင့်တယောက်တည်းစိတ်ထဲ၌ကြုံဝါ၍တွားလေ၏နောက်တခါ၌မောင်တန်းန်သည်ဝေစားတို့ကိုရှေ့ကထက်ပုံမောကယုတ္တဆိုင်ဝတ်ဆင်ပြီးလျင်ဗရင်ဆရာထံ၌အနံ့၍ထားသောစိန်ပြီးစိန်ကျဲသည် စိန်ပရဲ့စိန်နကတ်အစားရှိသည်တို့ကိုတောင်းယူပြီးလျင်ခင်မကြီးအိမ်သို့လာရောက်ခဲ့လေ၏အိမ်ပေါ်သို့တက်မိလေလျင်စောချင်က မမများပါနေမကောင်းတဲ့ဖြင့်အဲ့ရာမှမထနိုင်ကြောင်းတို့ရတွင်ဦးဆက်ကွင်းနားရောက်ခက်လည်ရင်မိမိထံလိုက်ဖို့ရန်မှားထားကြောင်းနှင့်ပြောဆို၍ခင်များကြီးရှိရာအခန်းကိုခေါ်ငင်၍ပို့ဆောင်လေ၏အခန်းတွင်တို့ရောက်လေလည်ရင်ခင်များကြီးသည်တနခါမှုံမှုံနှင့်ကတင်ပေါ်၌မိအုံးကြီးများပေါ်တွင်ကပိုးကယိုမခိုးတရို့လဲလျောင်းညာရှိနေညာ ခင်မကြီးအနေချီကလေးတိုင်းတစ်ခုကိုလက်ညှိုးညွှန်လျက်ထိုင်ပါထိုင်ပါဟုပြောတဲ့ဖြင့်မောင်တန်းနဲ့လည်းကလေးတိုင်းပေါ်တွင်ထိုင်လေစောချင်ပါမူအဲ့တဲ့ကိုပို့ပြီးနောက်အခန်းပြင်သို့ထွက်သွားလေစောချင်ထွက်သွားပြီးနောက်ခင်မကြီးကအားနာစရာဖြစ်နေပါပြီရှင်နေမကောင်းလို့အိမ်ရှိမှထွက်ပြီးအဲ့မခံနိုင်လာပြီးမှဖြစ်လေ ပြန်ဖို့လည်းမသွားစေချင်ကျမတော့ခတ်တာပါပဲရှင်ဟုတ်ပြောလေရဲ့ဇာချင်တော်ကို လက်ဖြင့်လှမ်းကင်လိုက်ရာအင်းကြီးလက်သည်လမောင်းရင်တို့တားရအောင်ချောရီကြာသွားသည်ဖြစ်၍ဖူပွေးပြူသော လမောင်းသားတို့သည်ယောက်ျားတို့ဤမျက်စိကိုမြှူပြီးတကယ်သို့ရှိနေလေရာမောင်းသားနာမတပါတခြားယောက်ျားတို့မှထိုအရာကိုမြင်ကားမျှနေပင်ထိုခဏ၌ခင်မကြီးအတွက်အသက်ကိုစွန့်လွတ်နိုင်လို့ ခမန်းရှိကြပေလိမ့်မည် တို့ရတွင် မောင်တန်းမှာမူခင်မကြီးတဘောကိုတီးပြီးဖြစ်၍မိတို့မြမတုံလှုပ်တော်လဲပြစ်လိုက်တော်မြားသည်ထိမှန်မိသည့်အယောင်ဆောင်ပြီးလည်းရင် လမောင်းကိုတားလည်းရင်ဆိုင်ငေးကြည့်ချူလျက်ရှိနေ၏ထိုအခါခင်မကြီးလည်းချက်လင်ဟန်ပြု၍လမောင်းကိုရုတ်တရက်အင်းကြီးလက်ဖြင့်ဖုံးအုပ်ပြီးလည်းရင်ဟိုတော့ကကျမပြောတာမေ့ပြီလားဘာဘာလဲဗျာအော် ထောင်ခဲကြည့်ဖို့ကျမကမိမဆစ်ဆက်ပေးစားဖို့ဆိုတာလေ။အော်ဗမေးရပါဘူးဗျာ။မျော်လင့်နေသေးပါဗျ။ကုံတဲ့မျိုးနယ်တဲကဟုတ်လားဟုတ်တယ်လေဘယ်အရွယ်လောက်လဲရှင်အင်းခင်မကြီးတို့အသက်လောက်ပေါ့ဗျာအိုးထောင်ခဲကြီးကလည်းမတော်တာပဲရှင်ဟိုကြာပါပါနဲ့ညင်းဆန်နေလေရင် မောင်တန်းတန်လည်းဇပွဲနိုင်မင်းသမီးမင်းသားလူပြိုလက်လာသည့်အလားတကယ်ပင်စိတ်မပါတော့လေတရုတ်ပါပါနှင့်မိမိရှိခင်ကြောင်းတို့ကိုပြောပြပေးလျင်လက်ဆောင်ဖြစ်ဖြစ်ယူခဲ့သောလက်ဝတ်လက်စားတို့ကိုထုတ်၍ခင်မကြီးအားပေးပြီးနောက်၎င်းပစ္စည်းသည်ခန်းဝင်ပစ္စည်းမဟုတ်သည်တတတ်မြတ်တာလက်ဆောင်မြတာလျင်ဖြစ်ကြောင်းအကယ်၍မိမိအားထိမ်းများလက်ထက်ရန်သဘောတူခဲ့ပါလျင်မူလက်ထက်မြညာ၌ ထို့ထက်အစာများစွာအဖိုးထိုက်တန်သောအဝိတ္တဇာတို့ကိုခန်းဝင့်ပစ္စည်းအဖြစ်ဖြင့်တင်သောအုံမြေဖြစ်ကြောင်းနှင့်ပြောဆိုလေလျင်ခင်မကြီးလည်းအဝိအစာနှင့်စီးတဲ့ဥစ္စာတို့ကိုလွန်စွာတတ်မှတ်သောမိမတယောက်ဖြစ်လေသဖြင့်ဥစ္စာခွဲ၌ပတ်ဆက်အလွန်ပေါ်များကြောင်းသိရသည့်အခါကလေးကကြံစီလာခဲ့သောမိမိအကြံစီအတိုင်းအထာမြောက်ချီပြီးဖြစ်၍မိမတို့ပရိယေနှင့် အနှဲငယ်များငင်းဆက်ဟန်ပြုတ်လိုက်ပြီးနောက် ။မောင်တန်းတန်ပြောသည့်အတိုင်းသဘောတူညီလိုက်လေ။အခန်းခုနှစ်နောက်တစ်နေ့တွင် မောင်တန်းတန်သည် မောင်အုံးမောင်အလုပ်တိုက်သို့သွား၍မောင်အုံးမောင်အားမိမိနှင့်အလဲဘက်သွားရောက်ရန်တွေးဆောင်ခွင်မြင်လေရာမောင်အုံးမောင်မှာအပျော်ပါကိုလိုလားသူဖြစ်သည့်အပြင် ပေါက်ပေါက်ချင်းနှင့်သွားရသည့်အခါမိမိမှာအခမဲ့အချောင်ပျော်ပါရမည်ဟုမှတ်ထင်၍အလွယ်တကူလိုက်ပါလာခဲ့လေ၏ ာလဝီလန်းနာရှိသောမိမိဟိုတယ်သို့ရောက်သောအခါမောင်တက်နှံသည်မောင်အောင်မောင်အားအရက်များ စားစရာများနှင့်ကြွေးမွေးဧကန်၍မောင်အောင်မောင်သည်အတော်မူလာသောအခါမောင်တက်နှံကအညောင်းပြေလမ်းလျှောက်ကြရအောင်ဟုပြော၍ကျုံဘက်သို့လျှောက်လာခဲ့ကြလေ၏ကျုံလမ်းမှသည်မြောက်ဘက်သို့လျှောက်လာကြ၍ကျုံ၏အနောက်မြောက်တောင်သို့ရောက်သောအခါမောင်တက်နှံသည်ရခင်ကအသင့်စီမံ၍ထားသော လော်လှင်ကကလေးတစ်စင်းကိုတွေ့ရှိလေရာမောင်တန်းဏကလာဗျာကိုအောင်မောင်လမ်းလျှောက်ရတာဖုံထူလာတယ်အညောင်းပြေအညာပြေလှေလောပြီးကစားကြရအောင်ဗျာဟုတ်ပြောလေလည်းရင်မောင်အောင်မောင်ကကျွန်တော်ရေကိုကောင်းကောင်းကြီးမကူတတ်ဘူးဗျာကိစ္စမရှိနိုင်ပါဘူးဗျာလှေကအကြီးသားပဲအိုးကျွန်တော်ကလှေလဲမလှော်တတ်ဘူးဗျာကိစ္စမရှိပါဘူးကျုပ်ကပက်ပက်ကထိုင်းပြီး ပဲလဲပဲလှော်လဲလှော်ပေးမယ်ဟုတ်ပြီလားခမားကတက်နဲ့နဲနဲ့ရက်ပေးတာပေါ့ဗျာမခတ်ပါဘူးဟုတ်ပြောပြီးနောက်မောင်တန်းတန်နဲ့လှေပေါ်တက်သွားတဲ့ဖြင့်မောင်အောင်မောင်လည်းမလိုက်ချင်လိုက်ချင်နဲ့လိုက်ပါလိုက်ပါသွားရလေလေထွက်သွားမိတယ်လေမောင်တန်းတန်လည်းလှေဦးကိုအခြေရက်တို့လှဲ့လေရဲ့မန္တလေးတောင်ဘက်သို့လှော်လျာမောင်အောင်မောင်က ောင်ဘက်ကိုမလှော်ဘူးလားဗျအိမ်ကိုပြန်မယ်မဟုတ်လားမပြန်ပါနဲ့အုံးဗျတောင်ဘက်ကိုလှော်လို့လူတွေကပေါ်ပါပြီတနဲ့ချက်เสียကြီးဗျာအချစ်လို့ပြီအပြန်တော့ရထားနဲ့ပြန်ကြတာပေါ့ဗျာဟုတ်ပြောရင်းဆိုရင်မန္တလေးတောင်ဘက်တို့လှော်ခဲ့လေရင်းခဲ့တော့တဖြည်းဖြည်းရေလယ်မှလှော်၍သွားကြစဉ်မောင်တန်းတန်လည်းမောင်အုံးမောင်ကြီးကြောင်းရုံတော်စိတ်အာရုံမှပြေပြောက်စီခြင်းကား ရေမောစွာတကယ်ရှုံးတို့ကိုအလင်းမပြတ်အောင်ပြောဆိုကာတဖြည်းဖြည်းလှော်ကြရာတုဒ္ဓမာဇယကြီးအနီလူသူပြည့်ရာတို့ရောက်ကြလေထို့တို့ရောက်လေလျင်မောင်တန်းတန်လည်းလှေကိုရေလယ်နှက်ရက်စီလျက်တက်ကိုရှားပြီးလျင်မောလိုက်တာဗျာခဏလောက်နားကြပါအောင်စို့အာနားရင်ကန်းစက်မှာစိုက်ပြီးနားပါတော့တာဗျာ တော်ပါပြီဗျာမြင်းရထားမြင်းတော့မှကန်းကိုကတ်ပြီးတွားကြတာဗောဓာတ်ရက်ကိုဦးမကျုပ်တို့အကြောင်းကိုမကြားသေးဘူးမှတ်တယ်ဘာအကြောင်းများလဲဗျာตาเยมายาเยပါဗျာကျုပ်အခုမိမอยู่တော့မယ်ဟုတ်ရဲ့လားတော်ပါပြီဗျာတယောက်ကားပြားတဲ့ကပဲလားမဟုတ်ဘူးဗျာမဟုတ်ဘူးဗမာမိမပဲโอ้ ဘယ်ရက်ကလဲဗျစိန်ပန်းရက်တို့ပါပဲအလိုဘသူတမီးပါလေကုတ်ကုတ်နဲ့ကြံနေသူပဲဗျာကျွန်တော်တို့တိတော်မတိရသေးဘူးဘသူတမီးလဲဗျာတို့မှာအဖေအမေမရှိဘူးဗျာဩဘသူနဲ့နေတယ်လဲဗျာတယောက်တည်းပဲနေတယ်ဗျမဟုတ်ဆိုးမှပဲဟုတ်ပြောတယ်နိမောင်အောင်မောင်ဒီအနေငယ်တင်ကမကင်းဖြစ်ပြီးလည်းရင် မောင်တန်းနိုင်ရင်မျက်နာကိုစစ်စစ်ဆက်ဆက်ကြည့်လိုက်စင်။ဩအခန့်တင့်မယ်။ထိတ်စာတော်ပါလာသေးတယ်။ရော့ဗျာ။ရက်တော်ဝေးသေးပါရဲ့။ဒို့ပင်မယ်ကို့မိတ်ဆွေကြီးမို့လို့ခမရတော်တင်းတင်းကုတ်ကုတ်ကဖိတ်ထားရမှာပဲ။ဟုတ်ပြောပြီးလည်ရင်ရှေးစလုံးနဲ့ရိုင်းနှဲ့ရထားတော်ထိမ်းများမင်္ဂလာဖိတ်စာတစ်စောင်ကိုမိမိအင်းကြီးအိမ်မှာယူ၍မောင်အောင်မောင်ချီရာလှေဦးတို့ပြပေးလိုက်ရာ ၎င်းဖိတ်စာ၌တပေါင်းလာကျန်၃ရက်နေ့တွင်ခင်မကြီးနှင့်ဦးဆက်ကွင်းတို့ထိမ်းများလက်ထက်မိအကြောင်းအရာများပါရှိလေ၏မောင်မောင်သည်ဖိတ်စာကိုဖတ်ပြီးသည့်နေ့တပြိုင်နက်စက်ကူရွက်ကိုအန်ကျိတ်ကဆုပ်ပြဲပစ်လိုက်ပြီးနောက်အနီး၌ရှိသောမိမိ၏လှော်ဓာတ်ဖြင့်မောင်မောင်အားမောင်တန်းနံအားပြစ်လိုက်ရာမောင်တန်းနံ၏နှရွက်ကို ထိမှန်သည်နှင့်သွေးတို့သည်တစက်တစက်ကျလျက်ရှိလေ၏ တို့ရတွင် မောင်တန်းတန်သည်မိမိဒံရာကို အနှဲငယ်များပမာဏမပြုတ်ပဲခလောင်ပြောင်သောအတန်ထားဖြင့်ဆက်လက်၍ဩသူများမယားကိုတော့ကြာခိုပြီကိုရည်စားလူอยู่တော့တဲပြီးစိတ်ဆိုးတတ်ပါကလားဗျာကိုအုံးမောင်ရဲ့ဟမ်ဟေးခွေးမာသာပေါ့ဟောနေဘာတကားပြောတာလဲဟုတ်ပြော၍ထိုင်ရမထားပြီးလည်းရင် မောင်တန်းတန်ရှိရာလှိပ်ဤပဲ့သို့ရောက်လာသည်တွင် မောင်တန်တန်ဒီအတင့်ကြိုးဖြတ်၍ထားသောမိမိဖန်တန်များကိုလှင်မြန်စွာရှုပ်ပေးလိုက်ရင်လှင်ငယ်ကိုစောင်း၍မှောက်လိုက်ပြီးနောက်ရေထဲသို့ခုန်ဆင်း၍ကမ်းဘက်သို့ကူးသွားလေ၏၎င်းလှင်ငယ်မှာပထမကလေးကမောင်တန်တန်စီမံထားသဖြင့်တိရအင်ဂျင်သားဖြစ်သောကြောင့်ရေဝင်သည်နှင့်တပြိုင်နက်နှိမ့်မြုပ်၍သွားလေ၏မောင်တန်တန်လည်းကမ်းဘက်သို့လှင်မြန်စွာကူးသွားပြီးလျှင် ကမ်းပေါ်မှာမျောကြည့်လိုက်ရာမောင်အုံးမောင်မှာရေမကူးတတ်ကူးတတ်ဖြင့်ဖနက်ကိုလည်းချွတ်ရံမတတ်နိုင်ပဲမြုပ်ကြည့်ပေါ်ရင်နဲ့တဖြည်းဖြည်းကမ်းဘတ်သို့ရက်လာသည်ကိုတွေ့ရ၏ကမ်းနှင့်15000ခန့်กว่าသော အရက်သို့ရောက်လေလျင်မောင်အုံးမောင်မှာအလွန်တရာလက်ပန်းကျလာပြီဖြစ်၍အမျက်ကိုတတိမရနိုင်ပဲကဲပါကဲပါဦးဆက်ကွင်းကဲပါဟိုအော်ဟစ်လေရာ မောင်တန်းနံလည်းမိမိ၏မျက်မှန်ကြီးကိုရုတ်တရက်ချွတ်လိုက်ပြီးနောက်ခေါင်းကိုဆန့်ဆန့်ရက်လျက်ဘယ်ကဥဆက်တွင်လဲမင်းငါ့ကိုတည်တည်ရှိရှိကြည်စမ်းဟုတ်ပြောသည်တွင် မောင်အောင်မောင်မှာရေထဲတွင် တွေ့ဝေလျက်ရှိလေ၏ထို့အခါမောင်တန်းနံလည်းမိမိအင်းကြီးအိမ်၌ထဲ၍ဆောင်းယူလာခဲ့သောမိမိ၏သပင်ထုံးကိုပြပေးလျက်ဩထိတ်ပြောင်လို့မမှတ်မိဘူးထင်တယ် ဟောရဲမှာဟေ့ငါကြပင်ဟိုပြောလေလည်းရင်မောင်အောင်မောင်ရင်မျက်လုံးများပြူးရဲထွက်မှတ်တဲ့မောင်တန်းတန်ကို ဆိုင်ငေးကြည့်ပြီးလည်းရင်အောင်မလေးဗျာဟိုအော်မြင်လည်းရဲ့ရေအောက်တို့တခါတည်းနင်းမြုပ်သွားနေတော့ဤအခန်းရှိတပေါင်းလာစံ၃ရက်နေ့၌မောင်တန်းတန်နေခင်မကြီးနှင့်ဒုတိယကျင်းလက်ထက်မင်္ဂလာဆောင်နှင်းပြန်ရာမြို့ပေါ်ကြီးဂုံတရေကြီးဂုံတဲ့ပွဲသား ်တထေစပိုင်မှဆ၍အစိုးရအရာရှိကြီးငယ်တို့ကို ဖိတ်ကြားပြီးလည်းကောင်းမွန်ခမ်းနားစွာဧကံကြွေးမွေးလေ၏ထိုနေ့၌နေရောညပါပွဲလန်းသမင်းတို့လည်းတချိန်ချင်းတီးမုတ်ကခုံလျက်ရှိရာ၎င်းညကိုးနာဤကြောခန့်အချိန်တွင်အငိမ့်ပွဲရုပ်သေးပွဲတို့လည်းအင်းရှိမှ ခင်းချင်းပြတတ်လျက်ရှိစဉ်ခင်မကြီးသည်မောင်တက်နံကို မျက်ရိပ်ပြခေါ်ပြီးလည်းအခန်း၌နှစ်ယောက်တည်းရှိကြသည့်ကာလ၌ ဥဆက်ကွင်မြမြကိုတကယ်စုံမတ်တယ်မဟုတ်လားဟင်အော်ဘန့်နဲ့မေးပါလိမ့်ဗျာမစုံမတ်ဖယ်နဲ့ရှိပါမလားမြမြရဲ့ဟိုတုန်းကဥဆက်ကွင် ပြောခဲ့တဲ့စကားကိုမေ့နေပြီလားဟင်ထိုအကဥတက်နံလဲမရိပ်မိအောင်ပြုတ်ရေဘာစကားများပါလိမ့်ဗျာအော်ကျမကိုဝိစင်ထားတဲ့အခွင့်တစားပလာများဟာ လက်ဆောင်များဖြစ်တယ်ဆို။အော်မှန်ပါတယ်မြရေ။လက်ထက်တဲ့နေကြတော့ခန်းဝင်ပစ္စည်းအဖြစ်နဲ့ပစ္စည်းရှိသည်များများများကိုအလုံးစုံအနှင်းမှန်ဆို။အော်မစိုးရိမ်ပါနဲ့မြမြရေ။ဒီကနေ့ရှိသည်များစီးစိန်ကို အပ်ပါမယ်တဲ့ဗျာ။အော်ဒါဖြင့်အခုအပ်ပါတော့လားချင်း။ဟုတ်ပြော၍ကြာမူပါပါနဲ့မောင်တန်းတန်းအနည်းတို့ရှင်းကပ်လေလည်း။ မောင်တန်းတန်သည်ရုတ်တရက်နောက်သို့ဆုတ်ခွာမည်ပြုပြီးမှတတိယ၍စိတ်ကိုချုပ်တီးပြီးလည်းယင်ခင်မကြီးလက်ကိုကင်လည်းရဲ့ဂိုင်းဒါဖြင့်လိုက်ခဲ့ပြီးတော့မြတ်မြရဲ့အိုးဘယ်ကြောက်အောင်လိုက်ရမှာလဲရှင်ပစ္စည်းကများလေတော့ကိုနဲ့အတူမထားဝင်ဘူးဗျမြုပ်ပြီးထားရတယ်မြတ်မြရဲ့အိုးမြုပ်ထားတဲ့နေရာကိုကျွန်မလိုက်ရမယ်တဲ့လားဟုတ်တယ်လေ ကဲဒါဖြင့်သွားကြစို့ဟုပြောတဲ့ဖြင့်ခင်မကြီးနဲ့မောင်တနံတို့သည် အစီကံတို့အားတင့်လျော်အောင်ပြောခဲ့ပြီးမြေထားတစ်စီးနှင့်အိမ်မှထွက်လာခဲ့ကြလေ။မောင်တနံညွှန်ကြားချက်အရမြေထားသည်ဂေါဝင်စိတ်ကန်းတို့ရောက်လေလျှင်မောင်တနံသည်အသင့်ငားရန်ထားပြီးဖြစ်၍ဆောင်းတိုင်းလျက်ရှိသောငှက်လင်ငယ်ကလေးတစ်စင်းပေါ်သို့တက်ကြပြီးတော့ငှက်သမားအားဗရံများစီသည့်စိတ်ကန်းတို့ဆုံခတ်သွားလေ၏။ စိတ်ကန်းကိုရောက်လျင်မောင်တန်းနဲ့လည်းငှက်သမားအားအခကိုပေး၍ဆေးလွတ်လိုက်ရာခင်မကြီးကငှက်သမားအားဆောင်းဆိုင်နေစေရန် ပြောတော်လေမောင်တန်းကငှက်သမားတို့မှာအေဘကန်း၌လူတလောက်အလွယ်တကူရနိုင်ကြောင်းဖြင့်ပြောဆိုပြီးလျင်ခင်မကြီးလက်ကိုကန်ဆွဲလျက်တောင်ပေါ်သို့တက်ကြလေ၏ထိုအချိန်အခါတပေါင်းလာရာသည်ဖြစ်တဲ့နေ့မိုးဦးလေးဦးဖြစ်တဲ့လျောက် ကောင်းကင်၌မဲမဲမှောင်လျက်ရှိရာခင်မကြီးသည်မိမိပထမယောက်ျားနှင့်အေရရက်တို့၌အတူတွာလာပုခဲ့သည်များကိုတတိယ၍ကြောင်ရွံ့တုံလှုပ်လျက်လက်နှိတ်ဓာမီများပါရန်မဟုတ်လားရှင်မှောင်လိုက်တာထုံးပါတော့လားအိုးမိထုံးတို့မတော်သေးဘူးများများရဲ့ပစ္စည်းမြုပ်တဲ့ရက်ကိုတွားတဲ့အခါလူမြင်မှာဆိုးရတယ်ကျမဖြင့်လမ်းကုန်တော်ကောင်းကောင်းမမြင်ရဘူးရှင် မုံမောင်ကလည်းကြားလိုက်တာလွန်ပါလို့လာချင်းကိစ္စမရှိပါဘူးဗျာကျုပ်လက်ကိုသာကိုင်းပြီးရဲရဲလိုက်ခဲ့ပါဒီလန်းတော့ကျုပ်ဘယ်တော့မှမဖားနိုင်ပါဘူးပြည့်စည်ယူနေကြမှုလာချင်းဟုတ်ကဲ့ဆိုပါတော့ဗျာမောင်တန်းတန်ဒီခင်မကြီးလက်ကိုကိုင်းကလမ်းပြလည်းရဲ့တဖြည်းဖြည်းလျှောက်လာကြတဲ့ဖြင့်เจ้าหน้าจองต้องจองจ่อลามีတော့အခါမရောက်သေးဘူးလားဝေးလာပါကလားရှင် ရောက်တော့ပါပြီဗျာဟောဟိုရှေ့ကဂွေကလေးတစ်ခုလွန်ရင်ရောက်တော့မှာပါပဲဒါနဲ့ရှေ့မှာစိတ်နေအများကြီးရှိလာရင်ဩများပါတကောလားဗျာမြမြဝဲလို့တောင်နိုင်မယ်မဟုတ်ပါဘူးဒီလောက်တောင်ပဲလားရှင်ဩဒိဋ္ဌတ်တောင်များပါသေးတယ်ကွာဒါထက်ကျမဒီလန်းကိုရောက်ဖူးတယ်လို့လို့ရှိတယ်ဟုတ်ရဲ့လား gain တခါပြင်ပြောရင်းဆိုရင်ရောက်လာပါပြီဗျာ ဟိုပြောဆိုလည်းရဲ့မောင်တန်းနိုင်ဒီမိမိဆောင်ယူလာခဲ့တော့တော့နေဂူတကားကိုဖွင့်ပေးလိုက်ရင်ဂူတွင်းတို့ခင်မကြီးကိုခေါ်သွားလေဟုတ်ကဲ့ပါခင်ဗျာဆရာကြီးရွှေဦးတော်ရေးသားတော့ဝန်ခံသားလို့အမည်ရတဲ့လုံချင်းဝတ္ထုကို အပိုင်းသုံးအနေနဲ့စီစဉ်တဆက်ချင်းကိုဒီမာတင်ခေတ္တခဏရန်နာခွင့်ပြုပါခင်ဗျာနောက်ပြန်ဇသိမ်းပိုင်းမှာကျွန်တော်တို့ညီကောင်မောင်နှမတွေနဲ့ပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ အချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြရတယ်။ကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခမညာ။ကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါချွင်လန်းရှမ်းမြေကြပါစေခမညာ။